ပရီးမီးယားလိဂ်ကိုအဆင့်တက်မှာဦးဆောင်နေခဲ့တဲ့အာဆင်နယ်တို့အလင်းရောင်ကွင်းမှာနှစ်မှတ်ကျပြောက်ခဲ့ရတဲ့အချက်၅ချက်ပွဲတော်ဘွဲနိုင်သွားတဲ့အခါမှာအခြေဆုံးကစားမယူရတာကတော့ဒါနိုင်တဲ့အတိုင်းပေါ့လေဒါပေမဲ့ပွဲတော်ဘွဲကိုကျွန်တော်တို့တည်ကြတဲ့အခါတွေရမ်းမဲ့ကြပြောက်ခဲ့တဲ့အခါတွေရှုံးတဲ့အခါတွေမှာဆိုလေအသင်းကဘာတွေလိုအပ်ချက်ရှိလဲ ဒါကိုတော့ကျွန်တော်ထောက်ပြဖို့လိုအပ်တယ်ချန်ပီယံဖြစ်ချင်တဲ့အသင်းတစ်သင်းအမပေးစရာမြင့်မြတ်မှာနေချင်တဲ့အသင်းတစ်သင်းဆိုလို့ရှိရင်တော့ဒီလိုမျိုးပွဲတယ်ကျွန်တော်သင်ကန်းစာယူရမယ်ဒီပွဲနဲ့ပတ်သက်ပြီးတော့စိတ်မကောင်းဖြစ်လာဆိုတော့စိတ်မကောင်းဖြစ်တယ်ဒါပေမဲ့အသင်းနဲ့နီးပြကိုအပြစ်တင်ရလောက်တဲ့အထိတော့စိုးဝါးခဲ့တာမဟုတ်ဘူးအားလုံးကနိုင်ငံစိတ်အပြည့်နဲ့ဖြုတ်တယ်မထင်ထားတဲ့ဂိုးတွေပြန်ပေးခဲ့ရလို့တည်ကြသွားခဲ့တာကျွန်တော်ပလေယာတွေအားလုံးဂုံငဲကြမရှိဘူးအားလုံးဆိုဒီပွဲကိုနိုင်ငံလုံးလို့ကိုတော်တော်လေးမောပန်းနေကြတဲ့ညှစ်ပြီးကစားသွားကြတာကဲကျွန်တော်တို့အချက်၅ချက်ဘရောင်းတစ်ချက်နဲ့စပြောလိုက်အောင် ချန်ပီယံလိမှာအသင်းရဲ့အဓိကကစားသမားတော်များပွဲပန်းခဲ့ပါတယ်။အဲ့ဒါကချန်ပီယံလိကန်တဲ့သူဆိုပို့ပြီးသိတယ်။ဘာကြောင့်လဲဆိုချန်ပီယံလိတပွဲတပွဲကန်တဲ့အခါမှာမလွယ်ဘူး။ကစားမိုက်တော်များနိုင်အောင်ကစားရတယ်။အထူးသဖြင့်ကျွန်တော်အဝေးကွင်းမှာသွားပြီးကန်ခဲ့ရဆလာဗီးယားပရာဟာကို။ဆလာဗီးယားပရာဟာဒီအသင်းရဲ့တသင်းဖြစ်ကောင်းဖြစ်လိမ့်မယ်။ဒါပေမဲ့သူ့မြေသူ့ရေမှာဆိုအာဆင်နယ်ကပုံမှန်ထက်နှစ်ဆပို့ပြီးရုံးရမယ်။အဲ့ဒီပွဲစဉ်မှာအာဆင်နယ်အဓိကကစားသမားဖြစ်တဲ့ဆန်နလန်အသင်းရဲ့ပွဲစဉ်မှာဆိုရင်တော်များပြန်ပြီးပါလာခဲ့တယ်။မပါလာခဲ့တဲ့ကစားသမားဆိုလို့အစီကာလာဖီယိုရီ အဲ့ဒီကစားမတချို့ကလွှဲရင်ဇူီမန်ဒီပေါ့လေတော်တော်များကပြင်ပြီးပါလာခဲ့တယ်အဲ့ဒီအရှိတ်ချမ်ပီယံလိပွဲစဉ်မှာဆိုလို့ရှိရင်ဒါအဓိကကစားမတွေဖြစ်တဲ့ Trossard Maino Saka အဲ့ဒါဆန်နလန်အသင်းရဲ့ပွဲစဉ်မှာပြင်ပြီးသုံးခဲ့တာ Rice ကိုလည်းပြန်သုံးခဲ့တယ် Gabriel Saliba Julian Demar Raya အဲ့ဒါတွေအကုန်လုံးကချမ်ပီယံလိပွဲမှာရော Premier League ပွဲမှာရန်နေနေလိတူမှာပြင်ပြီးသုံးခဲ့ရတာဒီမှာဘာတွေ့ရလဲဆိုတော့ဆန်နလန်အသင်းရဲ့မြန်နှုံးမြင့်ကစားဟန်စတာမီနာအပြည့်ရှိတဲ့ကစားဟန်ဒါတွေအကုန်လုံးကိုအာဆင်နယ်အသင်းနေနဲ့ ပွဲပန်းနေတဲ့ဂျားတွေကလည်းလိုက်မိဖို့မနေစူးစမ်းခဲ့ရတယ်။တင်းဝော့ကောင်းလွန်အားကြီးလို့သာတိတ်ပြီးတော့မသိတာပဲမဲ့တဦးကြီး ATP ကျွေးအပိုင်းမှာတော့လန်ဆန်တက်ကြွနေခဲ့တဲ့ဆန်နလန်ကိုရှင်ဖို့တော့မလွယ်ဘူး။ဒါကြောင့်မို့ဆန်နလန်ကပို့ပြီးအာဆင်နယ်ထပ်ပို့ပြီး press တွေလုံနိုင်တဲ့အာဆင်နယ်ကိုခက်ချင်းချင်းဆော့တယ်။သူတို့တဖြည်းဖြည်းနဲ့အာဆင်နယ်စီကနေအနိုင်ရဖို့ကြိုးစားတဲ့အပိုင်းတွေတည်ကြဖို့ကြိုးစားတဲ့အပိုင်းတွေကတော့သူတို့အသင်းရဲ့လမ်းဆန်းတက်ကြွနေခဲ့တဲ့စတာမီနာကြောင့်လို့ပြောလို့ရတယ်။ဒီနေရာမှာအာဆင်နယ်အသင်းအနေနဲ့ဒံယာရကစားမတွေများပြားနေတာရောရှင်ရင်းစွဲကစားမတွေချို့တိုင်ပတ်နေတာရော တိုင်ပတ်နေဆိုတာထက်ဆိုင်ပိုပြီး efficient ဖြစ်မှုအားနေခဲ့ရပါလေဒါကြောင့်မို့အာဆင်နယ်အသင်းနေတဲ့ချန်ပီယံလိမှာပွဲပန်းခဲ့လို့ဒီပွဲပေါ်တက်ရောက်မှုရှိသွားခဲ့တယ်ဒုတိယချက်လူစားလေးတဲ့အပိုင်းဒီရသီမှာအာရီတာကအရှိရာရာတီကအာရီတာထက်ဆိုင်လို့ရှိရင်ခန်းစစ်ကိုပိုပြီးကြီးကြီးလေးလှုပ်တယ်ပွဲတစ်ပွဲကိုအနိုင်ရအောင်ဘယ်လိုလုပ်ရမလဲကောင်းကောင်းသိတယ်ဒါပေမဲ့ဒီပွဲစဉ်မှာကျွန်တော်တို့သိခဲ့တဲ့အာရီတာနည်းနည်းလေးဝေဝါးသွားပုံရတယ်ဒါပေမဲ့သူ့ရဲ့အမြင်ကျွန်တော်အမြင်ပြောပြမယ်ကျွန်တော်တို့အမြင်အားကြတော့တိုက်စစ်ကစားမတွေအကုန်ထုတ်လိုက် ပယ်ရိုဟင်ဂါဝေးတို့လူးဝစ်ကယ်လီတို့အကုန်လုံးမောင်းသွင်းလိုက်ဘန်ဝိုက်ပါဝင်ခန်စစ်ကိုကြည့်လစ်ဆော့လက်ကျန်10မိနစ်15မိနစ်အထူးသဖြင့်ကျွန်တော်မိနစ်60ကျော်ရင်အဲ့လိုလှုပ်လိုက်လို့ရပြီဒါပေမဲ့အိုက်ဒါရဲ့အမြင်ကကျတော့ဘာလဲဆိုတော့ပြိုင်ဘက်ကိုခေါင်နာပြန်ချောင်းပြီးဆော့ဝင်ပုံစံမျိုးငါတို့ခန်စစ်အပြည့်ဝမစော်ဘူးနော်မင်းတို့တိုင်ရင်တိုက်ဆိုတဲ့ပုံစံမျိုးနဲ့ challenge လုပ်တာမော်ဝေယာတူးတွေပဲလူစားလေတယ်ဒါအိုက်ဒါအမြင်ရဆိုလို့ရှိရင်ခန်စစ်ကားမတွေအများကြီးထက်လိုက်တာကပြန်ပြုတ်ပို့ပြီးအားတက်ပြီးတော့ပို့ပြီးဖိလာစေတဲ့ဆိုတော့သူ့ရဲ့တဒနာဒါလည်းမှန်ပါတယ် စာကာတို့ထော့ဆက်လို့ကစားမမမထုတ်ထားတဲ့အခါမှာပြိုင်ဘက်ကဖိတယ်ဆိုပေမဲ့ခေါင်နာတက်တယ်သူတို့ပြန်ပြီးတော့နောက်ဆန်တင်းနေနေထားမျိုးအဲ့တော့အာတီတာကငါတို့ခန်းစစ်အပြေးဝါတော့မစော်ဘူးဒါပေမဲ့စနစ်ကြတဲ့ကောင်တာပလေးဒါမှမဟုတ်ဒီရလက်ကိုပဲပွဲပြီးတိထိန်းသွားမယ်ရှင်းစွဲကစားမတွေဖောင်မပြက်ပဲဆက်ပြီးသွားဆိုတော့ပုံစံမျိုးနဲ့သွားတယ်ဒါပေမဲ့ကျွန်တော်တို့တွေကတော့မော်ကွေရတအူးထက်ဆိုင်ရင်ထပ်ပြီးတော့ခန်းစစ်ကစားမတွေဖြည့်စီချင်တာပေါ့လေဒါပေမဲ့အာတီတာကိုလည်းအပြစ်မပြောပါဘူးရှေ့မှာ तू စမက်ကြခဲ့လို့ရခဲ့တဲ့ရမ်းဘတ်ဒီမှာအများကြီးပဲ ကဲအဲ့တော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ဒီထက်ပိုပြီးတော့ခံစားမှရထိတ်ခင်တော့ပွဲဖြစ်တမျိုးတော့ပြောင်းလဲသွားနိုင်ခြင်းရှိပါတယ်ကဲတတိယချက်စက်တင်ဘာ25ရက်နေ့မှာကျွန်တော်တို့ကရတဲ့အနိုင်ကိုဒီနေ့ဒီချိန်ထိထိနိုင်ခဲ့တယ်ဆန္ဒလန်သင်းနဲ့ပွဲစဉ်မတိုင်မီထိဒါကကစားမှရအားလုံးငါတို့အနိုင်ကိုရနိုင်ပြီဒါနဲ့ပွဲပြီးတော့မယ်ဆိုတဲ့ over confident ကိုဖြစ်သွားစေတယ်ဘလို့အမယုံမရှိနဲ့တော့ကစားမှတူကတလားကျော်နှစ်လားလောက်ထိရတဲ့ဂိုးတွေနဲ့ပွဲကိုပြီးအောင်လုပ်နိုင်တဲ့ခါမှာယုံကြည်မှုရှိသွားပြီး ယုံကြည်မှုကတခါလီမှာကောင်းတယ်တခါလီကျရင်တော့ပေါ်ဆောက်မှုဖြစ်သွားစီတယ်ဒီနေရာမှာအာဆင်နယ်သင်းပေးလိုက်တဲ့ဂိုးတွေကြည့်မယ်ဆိုရင်ပထမတကူမှာဆိုရင်ဘောက်စ်ထဲမှာလူကချင်းမခံထားပါနဲ့ပြေးဝင်ပြီးကန်သွားခဲ့ဒုတိယဂိုးဒုတိယဂိုးမှာဆိုလို့ရှိရင်လည်းအာဆင်နယ်အသင်းနေတဲ့ဒီဘောက်စ်ထဲမှာဗောလေကောင်းကောင်းလေးစတာမီနာပြည့်နေဂေဘရီယယ်မဂါကြီးသာဖျက်ထုတ်နိုင်မယ်ဆိုအဆင်ပြေမှာဂေဘရီယယ်မဂါကြီးအဲ့ချိန်မှာပင်မန်းနေလို့လားတော့မသိဘူးဝင်လာခဲ့တဲ့ကစားသမောက်သူကောင်းကောင်းမကတ်နိုင်ခဲ့ဘူး ဲ့ဒီမှာ Ryan နဲ့လက်နာနေတဲ့ကြားထဲကရှေ့ကိုတက်ပြီးတော့ဘောလုံးသူဖမ်းဖို့ကြိုးစားတာအဲ့ဒီဘောလုံးကပြေးပြီးလက်သီးနဲ့ထိုးမယ်ဆိုသူဦးနိုင်တယ်နည်းနည်းလေးသူ delay ဖြစ်သွားခဲ့တယ်ပွေဖို့ဖတ်ဖို့ဒီဖမ်းဖို့ကြိုးစားတဲ့ပုံစံမျိုးထက်စာရင်လှမ်းပြီးလက်သီးနဲ့ထိုးလိုက်ရင်အဲ့ဒီဘောလုံးကပြတ်သွားနိုင်တယ်ကိုစီရောက်လာတဲ့အကြောင်းမရှိဘူးဒါပေမဲ့ကျွန်တော်တို့အနှီးပြန်ကြည့်လို့ဒါကြီးသိရတယ်တကယ်ပွဲချိန်တွေမှာဆိုအိတ်ထက်အများကြီးမြန်တယ်စက္ကန့်ပိုင်းတော့တွေးချိန်မရဘူး ဒါကြောင့်မို့ဒီတင်ထားနေကျွန်တော်ကိုပေးလိုက်တာဖြစ်တဲ့အတွက်အာဆင်နယ်အသင်းအနေနဲ့ over confidently နည်းနည်းဖြစ်သွားခဲ့တဲ့မိနစ်ပိုင်းမှာတူတူဆိုတဲ့ရလဖြစ်သွားခဲ့တယ်။ကစားသမားတွေကိုကျွန်တော်အပြစ်မတင်ဘူး။လူဆိုတာကငါတို့ကဘယ်တော့တည်းကနေဒီချိန်ထိဂိုးမပေးခဲ့ရဘူး။ယာထားတဲ့ကိုတွေကိုလည်းနိုင်အောင်ကန်နိုင်တယ်ဆိုတော့ခန်းစားချက်ကလူတိုင်းမှာရှိတာပဲ။အဲ့ဒီခန်းစားချက်လေးတစ်ချက်ကလေးနည်းနည်းလေးပေါ့သွားနေအခုလိုမျိုးကိုပေးလိုက်ရဟောလေ။နောက်တစ်ချက် physical ဘိုင်းရရုံးကန်ချင်းစတော့ကကျွန်တော်ပြောတဲ့လမ်းဆန်းတက်ကြွနေခဲ့တဲ့ဆန်တလန်အဲ့ဒီဘိုင်းမှာတော်တော်လေးကောင်းကောင်းတယ်ဆိုတာလူကောင်းတွေလည်းကြီးတယ် ူတို့ရဲ့ system ကိုက system လဲကောင်းတယ်130လဲမစိုးဘူးတူးကြီး ETP2 မှာလဲခက်ချင်းချင်းစော့တယ်အထူးသဖြင့်အာဆင်နယ်လဲသူခက်ချင်းချင်းစော့တယ်အာဆင်နယ်နဲ့လိကျမ်းပြီဆိုလို့ရှိရင်သူတို့ကထင်ထားတယ်ပို့ပြီးတော့ VC အမောက်ခံပြီးတော့ကိုပွဲတံပိုလ်ရှော့ချလိုက်တယ်။ဒါကြောင့်လို့ဆိုအာဆင်နယ်လိုအသင်းမျိုးက return ပြီးလေ6ထက်မှဘောလုံးကြကြရှိတယ်သူတို့ကအနေရရှိတယ်။အဲ့တော့ပွဲတံပိုလ်ရှော့ချနေတဲ့ဒိုင်း VC မမမောင်သူတို့လဲချလိုက်တယ် ဒါမှမဟုတ်အာဆင်နယ်ဘက်ကိုကျူးလွန်တာမျိုးအာဆင်နယ်နည်းနည်းလေးလုံးမိလို့ရှိရင်ပို့ပြီးနာကျင်သွားတဲ့ပုံစံမျိုးဒါတွေကဆန်နာလန်သိနေတယ်ဒီနေ့ပွဲစဉ်မှာအချိန်မီဘာကြောင့်9မိနစ်10မိနစ်အထိပေးရလဲဆိုတော့နှစ်သင်းသလုံးရဲ့ weak point တွေပဲအာဆင်နယ်ကသာမတော်တော်များလဲဒဏ်ရခဲ့တယ်တချို့ဆိုပတ်တီးရင်နဲ့အဲ့လိုတော့မှဆော့ခဲ့ရရှိဂျူရန်တမဆိုပတ်တီးရင်အောင်ပတ်ပါအဲ့တော့နောက်ဆုံးတစ်ချက်အဲ့ဒါတော့ကိုယ့်ရဲ့ကစားသမားဟောင်းကိုဒုက္ခပြီးသွားပြုလိုက်ရဒီနေ့ပွဲစဉ်မှာဆန်နာလန်မှာလေရှာကာလည်းမစိုးဘူးဆိုမြဲအကောင်းဆုံးကစားသမားတူရှိတယ်ဆန်နာလန်မှာအဲ့ဒီကစားသမားက ဒန်နီယယ်ဘာလက်တချိန်လုံးကအာဆင်နယ်အကယ်ဒမီကသူကဒီ2022ခုနှစ်ကယူအို2.3သန်းနဲ့ဆန်နလန်ကိုပြောင်းသွားခဲ့တာအဲ့မတိုင်မီမှာတော့အာဆင်နယ်ကိုထွက်ပြီးအငှားကြီးတောက်လျှောက်အခြားသင်းတွေမှာစော်တယ်ဆန်နလန်ကသူအဲ့2022ကရောက်သွားတာအခုအသက်26နှစ်ရှိဖြစ်တဲ့မြောက်အိုင်ယာလန်သားစာချုပ်ကတော့2029ခုနှစ်ထိဆန်နလန်နဲ့ရှိသေးတယ်ပထမဆုံး goal မှာဆိုရင်တကယ်ကို strong ဖြစ်တယ်တိုးဝင်သွားတယ်သူ့ကိုနောက်ကနေ rush လိုက်ပြီးထိမ့်မယ်မရဘူးပြက်ကြံခဲ့တယ် သူကန်တာနည်းနည်းလေး delay ဖြစ်သွားရင် GB မကိုင်း short ထုတ်ဖြစ်မှာမတက်နိုင်ဘူးလေကိုပြီးလိုက်ရတယ်ကန်ချက်ကလည်းတအားကောင်းတော့ RAM မဟုတ်တော်တော်ကိုသမားလည်းအဲ့လိုမျိုးစက္ကန့်ပိုင်းတွေမှာဘလို့မှဖမ်းဖို့အဆင်မပြေဘူးပန်တီပေါက်ကြီးထဲမှာဒုတိယအလုံးမှာဆိုလဲသူ့စီကနေပြန်ပြီးရှန်ထွက်လာတဲ့အလုံးကိုကိုသွင်းသွားပြီးတူတူကြွားသွားနောက်တစ်ချက်ကကျွန်တော်69မိနစ်မှာကျွန်တော် chance ရတယ် color fury ခေါင်းလိုက်တဲ့ကိုသမားနဲ့ထိပ်ပြီးပြန်ထွက်လာတာကို main လို့ပြေးပိတ်တာအဲ့ကစားသမား6နဲ့ထိပ်ပြီးထွက်သွားကျွန်တော်တို့ဒီနေ့ပွဲစဉ်မှာဒုက္ခပြေးတာအဲ့ဒီကစားသမားပဲ ူတို့ဘက်ကရတဲ့နှစ်ဂိုးလုံးမှာ तू ပါဝင်ပတ်သက်ခဲ့တဲ့အာဆီနယ်ဂိုးရနိုင်ခြင်းရှိတဲ့အနေထောက်လို့ तू ဖျက်ထုတ်သွားခဲ့တယ်။အဲ့ဒီဂိုးလေးသာဝင်ပြလုံးဝ happy ending ပဲ။နိုင်ရင်လည်းအိတ်မရဘူး၊ရှုံးရင်လည်းအိတ်မရဘူးဆိုတဲ့ညတညဖြစ်အောင်ပါ။တရေတပွဲကြတာကျွန်တော်တို့ဘာကြောင့်အဲ့လိုထိကဘာပြက်နေဆိုကျွန်တော်တို့ကပွဲကြီးအများကြီးစတိုက်နိုင်ထားခဲ့တာ။လက်ရှိကျွန်တော်တို့ရထားတဲ့အစင်တိုင်းတာဘသူ့အမှနည်းနည်းလေးမှကျွန်တော်နောက်ကတ်မလာစေခြင်း။ဘာကြောင့်လဲကျွန်တော်တို့ချန်ပီယံဖြစ်ချင်တာ။အဲ့ကြောင့်မို့ဒီ၅ချက်ကတော့အာဆီနယ်တင်ဒီပွဲစဉ်နဲ့ပတ်သက်ပြီးဒုက္ခရောက်ခဲ့တဲ့အချက်တွေပဲ။ မြင်တာအောင်ပြောမစို့ကစားသမားတွေ physical ဘိုင်းရတချို့အချိန်ဒီမှာမရှင်နိုင်ခဲ့ဘူးကိုယ့်အကယ်မီဖြတ်ကစားသမားတွေဒုက္ခပေးခဲ့တယ်အာဆီနယ်နဲ့ကစားသမားအများစုဒါချန်ပီယံလိသွားပြီးကစားခဲ့ရတယ်လူစားလဲတာကိုဒီထက်ပိုပြီးလှုပ်ခဲ့တာမျိုးကျွန်တော်တို့မျှော်လင့်ခဲ့မိတယ်ပြီးတော့ငါတို့တွေကအရှိမစတေမာ25တွေရနေပြီးတော့အနိုင်ကိုတွေကိုဘလူးဘိုးထိပ်ပြီးကစားနိုင်ခဲ့တယ်ဆိုတော့ confident လေးအဲ့တစ်ချက်ကလေးကြောင့်အာဆင်နယ်ကဒီပွဲနဲ့ပတ်သက်ပြီးတော့နိုင်ဖို့နှိစက်ခဲ့ပြီးမဲ့လေတည်ရကြသွားခဲ့ပါတယ်ဒါဒီကိုသင်ခန်းစာယူပြီးတော့လက်ကျန်ပွဲဒီမှာ ပရီးမီးယားလိရေရှည်ခီးလမ်းမှာအာဆင်နယ်တို့အနိုင်ပွဲတွေပုံများများလေးကစားနိုင်ပါစီဆိုပြီးတော့ပဲကျွန်တော်တို့ဆန္ဒပြပြောပါပါအဆုံးထိကြည့်တယ်လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဘောလုံးပွဲနဲ့ပတ်သက်ပြီးတော့စီးပွားဖြစ်ပြောရဖြစ်ကစားချက်ဆိုဘာဘာခုနှစ်တင်ရကို646963တိန်နဘတ်တင်ရကို9963ခေါင်းလေးရတို့မှာဆက်သွယ်ချိတ်ဆက်ပြီးကစားလို့ရပါတယ်ဘယ်မှာပဲဆော့ဆော့ပါကိုထုတ်စီမှာဆော့ခြင်းနဲ့အကောင့်ဖွင့်ရဆိုရင်အားလုံးကိုနှွေးထွေးကြိုဆိုပါတယ်ဘောလုံးပွဲမဆော့တတ်တဲ့လူတွေကတော့ YouTube မှာကျွန်တော်ကိုအားပေးလို့ရပါတယ်ခင်ဗျာ